အားလုံးမင်္ဂလာပါ The Echo of Books Channel လေးကနေမျှဝေမဲ့စာအုပ်လေးကဘာသန်ဓမိကဘာသာပြန်ထားတဲ့ယောနသန်စင်ယုံဆိုတဲ့ဘာသာပြန်ဖြစ်ပါလေပိုင်းတဲ့ငှက်အုပ်လောကကိုစွန့်လို့ခြင်းအချိန်ဒီကနနက်ခင်တင့်လွင်သောနေမင်းသည်တိမ်မွေးလှသောပင်လယ်ပြင်ဤ လှိုင်းငယ်လေးများကိုရွှေအစင်းတလက်လက်ဖြင့်ပြုတ်ပြက်တင့်ညံ့နေစေ၏ကမ်းခြေမှတမိုင်ကွာတွင် တငါလှေဒစင်းသည် ပင်လယ်ရေကိုဖက်နှမ်းမွေရန်လျက်ရှိမြင့်စင်ရောအပေါင်းဖို့နနက်စာတစ်စီရိုက်တန်သည် လေထုကိုဖြတ်ကျော်လာ၍အကောင်တထောင်ကျော်ပါရှိသော ပင်လယ်စင်ရောငှက်တအုပ်သည်ပေါ်လာပြီးအစာများကို သူထက်ငါတိုးပွေလူရက်နေကြကုန်၏စင်ရောများဖို့ ပြပန်းခက်မြအလုပ်များသောနေ့တစ်နေ့ဤအစပင်တည်။သို့တော်လည်းယောနသန်စင်ယုံမူကလှေနှစ်လဲမနီကန်းနှစ်လဲဝေးကွာသောနေရာတွင် သူချီတကောင်တီတီအပြန်လေ့ကျင့်နေလေ၏။ပီတရာအမြင့်ကောင်းရင်တွင် သူချီတော်များကို အောက်သို့ချ၍နှုတ်သီးမော့ကတောင်မှများကိုကိုက်ညွတ်လာအောင်ပြုလျက်ခက်ခဲနာကျင်စွာဖြင့်အပြန်လေ့ကျင့်နေ၏။ တောင်ပံများကိုကိုင်းညွတ်လောင်ပြုတ်လုံချင်းသည် အပြန်နှေးချင်းကစွမ်းနိုင်လေသည် သူမျက်နာကို လေပြေလေညင်းတတတိုးတိုးကမျှတာဖြစ်သည့်တိုင်အောင်၎င်းပင်လေသည် သူ့အောက်တဲတဲ၌တန်ရက်နေဟန်ရှိလာသည့်တိုင်အောင်၎င်းသူသည်အရှင်ကိုရှော့၍ရှော့၍ချနေ၏သူသည်မျက်စိညာကိုမီးကချောက်ဖွယ်လိလိစူးစူးဆိုင်ဆိုင်ကြည့်လျက်အသက်အောင်၍တောင်ပံများကို တလက်မမြောက် ပို၍ကိုင်းညွတ်လိုက်သည်ထိုအခါသူ့အမွေးများသည်ထောင်ကျလာပြီးလျှင်သူသည်ရုတ်သေးကျိုးပြတ်ဘုံဘုံကြီးအောက်သို့ကျလေ၏ပင်လယ်စင်ရောဟုသည်အပြန်တွင်မြည်သည့်အခါမျှတိန်ရင်ချင်းလဲမရှိရောအမှန်ဘယ်တော့အခါမျှဒလိန်ကောက်ွေကြချင်းလဲမရှိရောအမှန်ပင်လယ်စင်ရောတို့အဖို့ဤသို့ဖြစ်ရချင်းသည်ရှက်ဖွယ်လိလိဖြစ်၍ဂုံတိတ်ခါလဲကြပြီး၏ သို့တော်လဲယောနသန်ဇင်ရောသည် ကလေးကဝကောက်ကရမျက်ပြင်းတကောင်မဟုတ်မရှက်မကြောက်ပဲတောင်ပံများကိုထက်မှန်၍ဖြန့်ကထက်မှန်၍တုံတုံခါခါခက်ခက်ခဲခဲကိုင်းညွတ်ကားသာအရှိန်အဟုန်လျှော့ရလျှော့ရမှာအတောင်များလေခု၍တဖန်ကြပြန်တော်လဲအရှုံးမပေးပဲတဖန်အသစ်လေးရှိသောငှက်စွမ်းကောင်းပေသည်ပင်လယ်စင်ရောအမြောက်များသည့်ကမ်းခြေမှသည့်အစာရှိရာသို့ အစာရှိမှသည်ကန်းချီတို့တမယိုးကြအတိုင်းသာပြန်တက်ကြ၏ထိုထက်ပို၍အပြန်တက်အောင်ဂရုမမှုကြမြင့်စင်ရောအများစုအဖို့ပြန်တက်မှုသည်အရေးကြီးသောကိစ္စမဟုတ်သူတို့အဖို့အစာစားမှုသာလျှင်အရေးကြီး၏ယောနသန်စင်ရောဖို့မှမူအစာကကိစ္စမကြီးလားအပြန်သာလျှင်ကိစ္စကြီးဖြစ်၏ပြန်တန်းခြင်းအတက်ပညာကိုသာလျှင်အရာရာထက်သူပုံမျက်နို၏ သူဤဤအတွေးခေါ်ယူဆသည်သူအားအခြားစင်ော်များနှင့်ခက်တန်တန်ဖြစ်စေ၏တဏီကုံတကောင်တည်းလဲအချိန်ပေါင်းရာနှင့်ချီ၍အနှိမ့်တွင်အတောင်ဖြန့်လျက်ဆန်းဆန်းကြဲကြဲလေဟုံစီးအမျိုးမျိုးကိုစံတက်လျက်လေးကျစ်နေသောရောနှစ်တန်ကိုကြည့်၍သူမိဖများကားတော်ပင်ကြောက်လန့်စိုးရိမ်ခြင်းဖြင့်သူ့အပေါ်စိတ်ပြက်လာကြ၏သူအဖို့အသိဉာဏ်တစ်မျိုးတိုးလာ၏ဘာကြောင့်ဟူ၍မူမသိရေပြင်အထက် ူတောင်ပန်တစ်ဖက်ဆောင်ညပင်မရှိလာတော့အမြင့်မျိုး၌သူပြန်လေလင် သူသည်လေထဲ၌အာသိမ့်မဆိုင်ရဘဲပို၍ကြကြနေနိုင်၏အချားဇင်ယောများလုံနေကြအတိုင်းခြေစုံချ၍ရေပြင်သို့ဆင်းသက်ခြင်းမျိုးကိုလည်းသူပြုလေပြုထားမရှိခြေစုံကိုကိုနှစ် တပြေးတညီရဲ့ဖြစ်အောင်နောက်သို့ပြက်ကက်လျက်သာရေပြင်ကို သူလျှော့ဆင်းလေရှိ၏ကန်းခြေသို့အကက်တွင်လည်းသူသည်ဤနီးနှင်းနှင်းခြေများကို တွဲလောင်းမချဘဲလျှော့ဆင်း၏ ခြေထောင်ခြေထောက်၍မိသောနေရာမှစ၍ခြေထောက်၍မိသောနေရာမှစ၍ကုန်းဖက်သို့လည်းတဲပင်ပေါ်တွင် တလှမ်းချင်းရှောက်လာလေရှိ၏ဤဇင်ရောမဆန်သောအချစ်မျိုးကို မြင်ရကြသောသူမိဘများသည် သူ့အပေါ်အကြီးအကျယ်အမှန်ပင်စိတ်ပြတ်ကြ၏သူမိခင်ကသူ့အားဤသို့မေး၏ဘာဖြစ်လို့ရောရဲ့ ဒီအုတ်ထဲကမိယိုဖလာတခြားငှက်တွေလိုဇင်ချင်းမြတ်မြတ်ရောချင်းတူတူဖြစ်လာအောင်လုပ်ဖို့မင်းအတွက်ဗောက်မယ်ကြောင့်ခက်နေရတာတော့မင်းဟာပယ်လီကင်ငှက်အယ်ဗက်စ်ထရော့စ်ငှက်များကိုဗောက်မယ်ကြောင့်တူတူပြီးအနိုင်ပြန်ကျင့်ကျင့်နေရတာတော့ဗောက်မယ်ကြောင့်အစာကိုလည်းမစားတော့တာလေယောနသန်ရင်မင်းဟာ အယိုးနဲ့အမွေကြီးလျက်လျက်သာရှိတော့တယ်။အယိုးနဲ့အမွေကြီးပဲရှိတော့တာကျွန်တော်မမှုပါဘူးမမေ။ကျွန်တော်လဲဒီထဲမှာဘာကို လုံနိုင်ပြီးဘာကိုမလုံနိုင်တယ်လဲဆိုတာကို ကျွန်တော်သိချင်နေတာပါပဲ။တခြားမဟုတ်ပါဘူး။ဒါပါပဲ။ကျွန်တော်သိချင်နေလို့ပါ။သူဖခင်ကလည်းသူ့အားတနာတော်အဖြစ်ဤသို့ဆို၏။ဆောင်းဥတုလည်းမဝေးတော့ဘူး။ လေတွေလည်းအလာနေတော့မယ်။ရေပြင်ကငါးတွေလည်းရေနဲ့ထဲပြောင်းကူးကြတော့မယ်။မင်းဟာအတက်တစ်ခုခုကိုလေ့လာမှဖြစ်မဲဆိုရင်အစားအတက်နဲ့အစားရဖို့အတက်ကိုသာလေ့လာစမ်းပါ။ဒီအပြန်အလုံးဟာ ကောင်းတော့ကောင်းမိမယ်လို့လေဟုံစီးတဲ့အလုပ်မျိုးဆိုတာစားရတာမျိုးပဲစားရတာမျိုးမှမဟုတ်ပဲမင်းလည်းသိတာပဲမဟုတ်လားမင်းပြန်ရတဲ့အကြောင်းရင်းဟာ အစာစားမှုအတွက်ဖြစ်တယ်ဆိုတာမင်းမမေ့စမ်းပါနဲ့ယောနသန်သည်ဤခြေချွတ်ဆုံးမချက်ကိုလက်ခံသောအမူအရာဖြင့်ယိုကျိုးစွာခေါင်းငိတ်၏နောက်ရက်အနေငယ်ခန့်တွင် သူသည်အခြားဇင်ရောများနေသူနေထိုင်ပြုကျင့်ရန်စူးစမ်းတော်၏တကယ်ပင်စူးစမ်းပေသည်တငါလီများနှင့်ဒီတံတားတိုင်များတဝိုက်တွင်ပေါမုံအပိုင်းစများကိုထိုးတုတ်ကနေ၏သို့တော်လည်းသူသည် ဤအလုမျိုးကိုဆက်၍လုံမနေနိုင်အတိတ်ပင်မရှိသည့်အလုမျိုးကိုသူထင်မိသည်ဘဲ့နေပြာဇင်ရောအိုအငတ်ကြီးတစ်ကောင်ကသူ့ကိုလိုက်ထိုးလို့သူအလုရဲ့စ조사ရယူထားတဲ့ငါးအငယ်ကလေးတစ်ကောင်ကိုတမင်တကာချပီးလိုက်ရတယ်မဟုတ်လားဒီအစားအတွက်ကုံရတဲ့အချိန်တွေကိုအပြန်လေ့ကျင့်ချင်းဖြင့်သာကုံလွန်စေဖို့ကောင်းတာလိလာစရာတင်ယူစရာနိမ့်နိမ့်တရားတွေကလည်းအများကြီးအောင်မှပဲ လိလာစရာတည်ယူစရာလိတိကြီးတွေကလည်းအများကြီးအောင်မှာပဲညမကြမီယောနသန်စင်ရောသည်ပင်လယ်ထဲ၌သူ့ချီတီဖြစ်နေပြန်၏ဆာလောင်လျက်ပျော်ရွှင်လျက်အပြန်ပြန်၍လေ့ကျင့်လျက်ရှိ၏သူလေ့ကျင့်တည်ယူနေသည်ကလျင်မြန်မှုဖြစ်၏ရသက်တစ်ပတ်တစ်ပတ်ခန့်မြသာလေ့ကျင့်ပြီးသည်၏သူလောက်ကျင့်ကာမြပင် သူသည်အလင်းမြန်ဆုံးဟူသောအသက်ရှင်စေဇင်ယောထက်ပင် လျင်မြန်ခြင်းအကြောင်းကိုပို၍သိရှိတက်ကြွလာ၏ပေတထောင်မြင့်အာကာယံတွင်သူသည် သူ၏တောင်ပန်များကိုအစွမ်းကုန်ရိုက်ခတ်လျက်အရှိန်ယူပြီးနောက်ထိုအရှိန်အဟုန်ဖြင့်ရုတ်ချီသောထိုးပြုကတတဲမမတ်ကြီးအောက်ရှိပင်လယ်လိုင်းများစီသို့မီးပွင့်လူမတက်စိုက်ထိုးဆင်းလိုက်၏ဤသို့စိုက်ထိုးဆင်းသက်မှုမှာဇင်ယောင်ငှက်များအဖို့အလွတ်အလွန်ခဲရင်သောအလုပ်မျိုးဖြစ်ကြောင်းကိုသူသည်ဤတစ်ချိန်မျှဖြင့်သိ၏ 6စက္ကန့်ကာလအတွင်းပင်သူသည်တနာရီလယ်မိုင်80နှုန်းဖြင့်လှုပ်ရှားနေ၏ဤနှုန်းသို့ရောက်လျှင်ညများဖို့စိုက်ထိုးကျဆင်းနေရမှာအပေါ်သို့ပြန်၍ကော့တက်နိုင်အောင်တောင်ပြန်များအနေအထားကိုအပြောင်းရအထင်းရအလွန်ပင်ခက်ခဲ၏သူသည်အကြိမ်ကြိမ်ဤသို့ဖြစ်၏မိတို့ပင်တတိထားသောညလည်းမိတို့ပင်အစွမ်းကုန်အာသစ်သောညလည်းအမြတ်နှုံကြီးလာတိုင်းကြီးလာတိုင်းဤနည်းနှင့်ပင် သူကိုယ်သူမထိန်နိုင်ဖြစ်၏ပေတထောင်အမြင့်အာကာဘွေတို့သူတက်ပြီးလင်ရှေးဦးစွာ ရှေးတက်တဲ့အာကုံပြန်၏ထို့နောက်အောက်သို့ဇောက်ထိုးထောင်လိုက်ကြီးစိုက်ချလိုက်၏ပြန်၍ကော့တက်ရာတွင် သူဤလက်ဝဲဖက်အတောင်ပန်းသည် လေခိုသွား၍သူသည် လက်ဝဲဖက်စီသို့အရှိန်ပြင်းစွာဖြင့်လူးလိန်သွား၏သူဤလက်ရာဖက် တောင်ပန်းဖြင့်ပြန်၍ထိမ့်လိုက်ရာတွင် ထိုတောင်ပန်းလည်းလေခိုသွားပြန်သည်ဖြင့် သူသည်လက်ရဖက်စီတို့ခြင်ကဲ့သို့ပတ်ချာလဲလျက်ဒလိမ့်ကောက်ကွေကြပြန်၏ဤတချိန်အပြန်ပြန်အတက်တွင်လဲသူတတိလက်သွားပြန်၏ဆယ်ချိန်မြောက်အထိသူစူးစမ်းပြန်၏ထိုဆယ်ချိန်စလုံးတွင်ပင်တနာရီလင်းမိုင်90နှုန်းသို့ရောက်ရှိသောအခါတိုင်းသူသည်အမွေးများတဖွာဖွာဖြင့်ထိမ့်မနိုင်သိမရဖြစ်ကပင်လေရေထဲသို့ ဝုန်းကနဲခွေးကြကြ၏ သူသည်ရွှေရွှဲဆိုသောရေဝတ်လုံကြီးဖြင့်နောက်ဆုံးတွင်ဤသို့ထင်မိ၏ဤအခက်ဤတော့ချက်သည်အမြန်နှုံးကြီးလာသောအခါတောင်ပံများကိုမလှုပ်နိုင်အောင်ထိန်းထားနိုင်ခြင်းဖြစ်လိမ့်မည်တောင်ပံများကိုအကျိန်90အထိရိုက်ခတ်ပြီးလျှင်မလှုပ်အောင်ထိန်းထားနိုင်ခြင်းဖြစ်လိမ့်မည်ပြီး2000အမြင့်ဗလာဘွေတို့တက်၍စူးစားပြန်၏အောက်တို့စိုက်ချပြန်၏နှုတ်သီးကိုအောက်ဆိုင်လျက် တောင်ပံများကိုအကုန်ဖြန့်လျက်တနာရီလင်မိုင်90နှုန်းကိုကျော်သည့်အခါမှစ၍သူ့ကိုယ်သူထိန်းထားနိုင်၏လွတ်လွန်အားထုတ်ရလေ၏ဤတစ်ကြိမ်၌မူသူအောင်မြင်၏10စက္ကန့်ကာလအတွင်းသူသည်တနာရီလင်မိုင်90နှုန်းသို့ရောက်ရှိလေ၏ဂျိုနသန်ဇင်ယောသည်ဇင်ယောများအဖို့ကပအလင်နှုံးစံချိန်သစ်တင်လိုက်ပြီသို့သောဤအောင်မြင်ခြင်းသည် ခဏတာပြတာကြာ၏ စိုက်စင်းနေရာမှပြန်၍မလိုက်ပြီးလင်သူတောင်ပန်များဤထောက်ချိုးကိုပြန်လိုက်သည့်အခြားမဲ၌ရခင်အကျိများအတိုင်းပင်ထိမ့်မနိုင်သိမ့်မရမရှုမလှဖြစ်ရပြန်၏တနအီလင်မိုင်90နှုံးတို့ရောက်လေတော့လေထုသည် သူ့အားဒိုင်နမိုက်အတူထိခိုက်လာ၏ယောနသန်စင်ရောသည်လေထဲတွင်ပောက်ကွဲကပင်လယ်ပြင်အုတ်ခင်းပေါ်သို့ဝုန်းကနေကြာရချေ၏ သူတတိပြန်ရလာတော့အခါနေရောင်ပြက်ကွယ်သွားခဲ့သည်မှာကြာလှပြီးပြီပင်လယ်ပြင်ဝဲလာရောင်ထိတ်၌မျောနေ၏သူတောင်မန်များသည်နှုတ်ခမ်းနာဆုတ်ပြက်နေသောခဲချောင်းများသဖွယ်လေးလံလာ၏ထိုတောင်မန်များထက်ပင်ပို၍လေးသော လေးချိန်မျိုးဖြင့်ဆုံရှုံမှုသည်သူကြောပြင်ပေါ်ဝင်ပိုဖိတွန်းချလိုက်လျက်ရှိ၏ထိုလေးချိန်ကသူအားပင်လယ်အောက်ခြေသို့ဆိုက်ရောက်အောင်ဆွဲချသွားနိုင်ပါစေဟူ၍ပင်မန်လျှော့က မထုံတက်တေးနဲ့ဆန္ဒပြုမိ၏ဒါမှသာကိစ္စငြိမ့်ပေလိမ့်မည်ရေထဲသို့နစ်မြုပ်သွားစဉ်သူအတွင်သူအတွင်တထန်၌ထူးဆန်း၍လှိုင်တန်ပါသောအတန်အုံးကြီးတစ်ခုကိုကြားလိုက်ရ၏ဝိလေကြောင့်ပတ်လုနေလို့ဘယ်ရပါမလဲကွာငါဟာဇင်ရောတကောင်ပဲငါတဘာဝကိုငါလွန်ဆန်လို့ဘယ်ရပါမလဲပြန်တန်းချင်းအတက်ကို ဲ့လောက်တောင်ငါတက်ကြွရမယ်ဆိုရင်ငါကောင်းထဲမှာအုံနောက်များအစားလေချောင်းအတက်ပုံစံချက်တွေသာရှိရမှာပေါ့ငါဒီလောက်တောင်မြန်မြန်ကြီးပြန်နိုင်ရမယ်ဆိုရင်ငါမှာတိတ်ငက်များလို့အတောင်များတူနေရမှာပေါ့ငါကိုမစားဘဲကြွက်ကိုသာစားနေရမှာပေါ့ငါဖီပြောတာမှန်နေဒီမိုက်တွင်းနဲ့မှုကိုငါမေ့ပြရမယ်တခြားဇင်ရုံများရှိတဲ့ငါငှက်အုပ်ရှိရာကို ငါပြန်သွားရမယ်။ရိုးရိုးတာမန်ဇင်ရောတကောင်ဖြစ်နေပဲငါရောက်ရင်နေနိုင်ရမယ်။ထိုတန်သည်တဖြည်းဖြည်းပြောက်ွယ်လေ၏။ပင်လယ်ဇင်ရောငှက်များဖို့ညခါကျက်စားရာနေရာသည်ကန့်ချီတာဖြစ်၏။ထိုအခိုက်မှစ၍ယောနသန်သည်တာမန်ဇင်ရောတကောင်ဖြစ်နေတာနေတော့မည်ဟုအဋိဌံပြုလိုက်၏။သူမိဘများနှင့်သူ့ဖော်အားလုံးတို့လည်း သူပြောင်းလဲလာမှုကိုခြေနှက်ကြပြီးလင်စိတ်နှလုံးပို၍ချမ်းမြေ့ကြပေလိမ့်မည်။သူသည်နှုံချီချီဖြင့်မောင်မိုက်နေသောရေပြင်ပေါ်ရေပြင်မှအပေါ်သို့ပြန်တက်၏။သူတက်ပြေးသာဖြစ်သည့်သိတ်အားမဆိုင်ရသော အနှိမ့်ပြန်ဤအတက်ကို သူပြန်၍ကျေစုတင်မိသည်။အနှိမ့်ပြန်ပြန်နေမိလျက်သားဖြစ်နေသည်ကိုသူတတိယ၍ဒီလိုပဲဟုတ်မလဲငါဟာအရင်တုန်းကငါမမဟုတ်တော့ပဲ။ အရင်တုန်းကတက်ခဲ့ဖူးသမျှကိုငါဟာမကျင့်သုံးရတော့ဘူးတခြားဇင်ရော်တွေနဲ့ငါဟာအတူတူပဲမဟုတ်လားတခြားဇင်ရော်တွေလိုပဲငါပြန်ရမယ်ထို့ကြောင့်သူဒီပီတရာအမြင့်တို့ပြန်တက်ပြီးလေကန်းဖက်စီတို့တွင်တွင်ကြီးဝေဟင်ခီးနေလီငယ်အုပ်ထဲမှာရိုးရိုးကက်တကောင်ဖြစ်နေတာနေတော့မြည်ဟုစိတ်ပိုင်းဖြတ်ပြီးမှ သူ့မှာနေသာထိုင်သာဖြစ်သွား၏သူ့ကိုအတက်ဆန်းတက်စီခြင်းလို့အပြန်ဆန်းအတန်ဆန်းလုတ်ခိုင်းခဲ့သည့်ဆန္ဒကြီးနှင့်သူသည်ယခုအဆက်ပြက်လေပြီယခုလိုလုံးလုံးလျှော့လိုက်မှအရှုံးဟူသည်လည်းမရှိတော့ဘာကူမျှမစင်စားပဲကန့်ချေဖို့ရှိမီးရောင်များရှိဟာစီတို့မောင်ကြီးထဲပြန်တန်းနေရသည်မှာလှလိုက်လေခြင်းမောင်ကြီးထဲမှာဤသို့ဩလိုက်သောအတန်မောင်ကြီးသည်မိုး ချုံလိုက်တဲ့ကဲ့သို့ထိတ်လန့်ဖွယ်ရာမြည်ဟိတ်လျက်ရှိ၏ပင်လယ်စင်ရောများ ဆိုတာဘယ်တော့မှ မောင်ကြီးမဲကြီးထဲမပြန်ဘူးကွယောနသန်သည်ထိုတန်ကိုနားဆွေးလိုက်ရန်တတိမရှိမြင်ရကြည့်ရသည်မှာလှလိုက်ပလေဟုသာသူတွေးနေ၏ရေပေါ်တွင်ထင်ဟနေရသောလာယောင်နှင့်မီးယောင်များသည်သူ့အဖို့ညကာလအတွင်းထိုးပြလျက်ရှိသော လမ်းပြမီးတမ်းကလေးများသဖွင့်စီရီရှိပြီးတိတ်ဆိတ်၍တာတောင့်တာယာရှိလာ၏အောက်ကိုဆင်းမြန်းကွဇေယောမျိုးဆိုတာဘယ်တော့မှပေါင်ကြီးမဲကြီးထဲမှမပြန်ဘူးကွမင်းသာပေါင်ကြီးထဲပြန်ရမယ်ငှက်မျိုးဖြစ်နေမင်းမှာစည်းကွက်မျက်စိတွေရှိရမှာပေါ့မင်းရဲ့ခေါင်းထဲမှာအုံနောက်များအစာလေချောင်းအတက်ပုံစံချက်တွေသာရှိရမှာပေါ့မင်းဟာသိမ့်ငှက်လို့အတောင်တူရမှာပေါ့ ေတရာအမြင့်မြင့်အပေါင်ထဲတွင်ယောနသန်သည်ជីတိကြောင်တောင်ဖြစ်သွား၏သူ၏ဝေဒနာများနှင့်အဋိဌံများသည်ပျောက်ွယ်ကုန်၏အတောင်တူများသိမ့်ငိတ်အတောင်တူများဒါဟာငါရှာနေတဲ့အဖြစ်ပေါ့မြင့်အနေမလိမ်မိုးမလိမ်မာဖြစ်လိုက်လေချင်းဟဲ့ငါမှ အခုလိုအပ်နေတာကအတောင်တူတူကလေးပဲငါလိုရမှာကငါအတောင်များကိုတူအောင်ကျုံထားပြီး အတောင်ဖြားကလေးတွေနဲ့သာပြန်ဖို့ဟာပဲအတောင်တုံများသူသည်မဲနဲ့တော့ပင်လယ်ထက်ဝင်ပေ2000မြစ်အောင်ပြန်တက်ပြီးဖြစ်မဖြစ်ကိုလည်းသူမတွေ့တေဘေးကိုလည်းသူမငဲ့ပဲတောင်မှန်များ၏ရှေ့ပိုင်းများကိုသူ့ကိုယ်လုံး၌တင်းကျပ်စွာကြုံကပ်၍တောင်မှန်များ၏ဓမြံပုံစံအစွန်းဖြားများကိုလေထဲတွင်ဖြန့်လျက်အောက်သို့သောထိုးဆင်းလေ၏လေသည်သူဥကောင်းကဘလူးတပတ်တပွဲ မြေကြီးတိုက်ခတ်၏တနားရီလင်းမိုင်80မိုင်90မိုင်120ထိုထက်ထိုထက်မြန်သောနှုတ်ဖြင့်တဟုန်ဒီထိုးဆင်းနေလေ၏ယခုတနားရီလင်းမိုင်140နှုတ်တွင်ရခင်မိုင်80နှုတ်မှကဲ့သို့အတောင်များကိုထိရသည်မှမခက်လားအတောင်ဖျားများကိုလှည့်လိုက်သည်ဆိုယုံမျှလှည့်လိုက်ခြင်းဖြင့်အလျားလိုက် အပြံမျိုးတို့ဖြင်းင်းတာယာစွာပြောင်းလိုက်ပြီးလင်လရောင်အောင်၌ အမြောက်ဆန်တလုံးပမာနှိုင်းများပေါ်တွင်လျှက်၍မိခိုးရောင်တန်းတန်းတန်းသွားတဲ့ကဲ့သို့ ပြန်တန်း၏လေးဆန်ဖြစ်၍မျက်စိများကိုတအားမေ့လျက်သူအပျော်ကြီးပျော်လေသည် တနာရီလင်းပိုင်း140กว่าသူ့ကိုယ်သူလည်းထိန်ထားနိုင်ခဲ့တယ်လေပီ2000အမြင့်အစားပီ9000အမြင့်ကားတာငါထိုးစင်းရင်ဘယ်လောက်အထိမြန်လေးလေမလဲမသိဘူး ရခင်ခနကသူပြုတ်ခဲ့သောအဋ္ဌံများကိုလည်းသူတတိမရတော့လေအဟုံဓမြက်လဲတွင် ထိုအဋ္ဌံများအာသွာချေပြီးသူတစီလဲထိုအဋ္ဌံများမအောင်ခြင်းအတွက်နောက်တဖန်နောက်တရခြင်းသူမဖြစ်လက်ပြမတန့်ခြင်းလည်းမရှိ သူကတိသူဖြစ်လိုက်သည်ကိုလည်းသူဝမ်းမနေရိုးရိုးကုတ်ကုတ်တာမန်ဘဝမျိုးကိုလက်ခံသောဇင်ယောမျိုးသာလျှင်ဤကတိများကိုမဖြစ်ဝန်အပြန်အတက်တွင် ထိတ်တန်းသူရောက်နေသော သူတူအဖို့ ဣဂတိမျိုးကို ထိမ့်ရမလို့နေထွက်လွင်ထွက်ထွက်ချင်းရောနတန်စင်ရောသည်အပြန်ကျင့်နေလေပြီပင်ငါထောင်အမြင့်အကာဘောင်မှသူ့အောက်သို့ကြည့်လိုက်တော့တငါလှေများသည်အဆက်အပြောက်ကလေးများသာဖြစ်နေ၏နနက်စာအရှာထွက်ကြတော့ဇင်ရောငှက်အုပ်ကြီးကိုကြည့်လိုက်လျှင်လဲဝိုင်းကြီးပပတ်လဲနေသော မှုန်မွားမွားဖုံမှုန်တိမ်လေးများသာဖြစ်နေ၏ သူ့အသက်နှင့်သူ့ကိုမြဲလျက်ပင်ရှိနေ၏ပီတိဖြင့်အနေငယ်တုံတုံရင်ရင်ဖြစ်လျက်ကြောက်စိတ်ထိန်းထားနိုင်ခြင်းကိုလည်းဂုံယူလျက်ရှိ၏ထို့နောက်သူသည် ဆိုင်းမပါဘုံမစစ်မဲတောင်ပံများ၏ရှေ့ပိုင်းကို အတွင်းသို့ကက်ကာတောင်ပံ၏အမြင့်အနားများကိုသာဖြန့်လျက်အောက်ရှိပင်လယ်ပြင်သို့ထိုးဆိုင်လိုက်၏ပေလီထောင်ကိုကြော်ကြလာသောအခါအဆုံးစွန်ဖြစ်သောအမျက်နှုံးကိုရလိမ့်၏လေထုသည်အတန်ပြင်းအတိပြီးသောမဟာယန်တတိုင်းကြီးပမာ ဖြစ်လာ၏ မိတို့ပင်ဖိတိုးတော်လဲထိုတတိုင်းကားမရွေသူသည်အောက်တက်တဲ့သို့တနာရီလင်214မိုင်နှုန်းဖြင့်ယခုကျဆင်းနေ၏ထိုအခိုက်၌သူအတောင်များသာအကယ်၍ပွင့်သွားလိုက်လင်သူသည်တသန်းမြလောက်သောအစိတ်အမွာများအဖြစ်သို့ဖျို့ဖျင်းဖွာကျဲသွားလိမ့်မည်ကိုသူသိ၍သူသည်ပြန်လွှားငှက်ပမာအတောင်များကိုပိတ်လိုက်၏အရှိန်အဟုန်ခုသည် တကူအာနာပီတီအရှိန်ဟုံဟုသည် ပီတိချမ်းသာပီတီအရှိန်ဟုံဟုသည်သောတနအလှတရားအစ်စ်ပီတီအမြင့်ပီတထောင်တိတ်အာကာသို့တက်ဆင်းမိသောအခါ သူသည် တောင်တောင်ပန်းစုံကိုဖြတ်လိုက်၏သူတောင်ပန်းဖျားတို့သည် လေဟုံကိုတဖက်ဖက်ရိုက်ခတ်လျက်ပုံတံံမသိဲကွဲတော့ပဲပုံပွားပွားမွေးတေးသေးသာ ရှိတော်၏သူမျက်စိထဲတွင် လေနှင့်ဇင်ရောအုပ်တို့သည် ကျဲဥက္ကမြေများပမာသူထံသို့တရင်တရင်ကြီးတရှိန်ထိုးတိုးဝင်လာနေကြဟန်မြင်ရ၏။ငှက်ဥသည်လည်းသူလန်းချောင်းတက်တက်ကြီးတွင်ရှိနေ၏။ခက်ကပြီးရရွေလည်းမရ။သူရရှိနေသောအမြန်နှုံမျိုး၌မြေကဲ့သို့ရင်းကွေရသည်ကိုလည်းသူမသိသည်။ထို့ကြောင့်သူသည်မျက်စိများကိုစုံမိတ်ထားလိုက်၏။ နေထွက်ပြီးမကြမီကလေးထိုနက်နက်ခင်းထိုအချိန်၌သူအဖြစ်ဆိုးသည်ကယောနသန်ဇေယောသည်နက်နက်အစာရှာထွက်လာသည်ဇေယောအုပ်၏အလဲဘဟုတက်တဲ့အတွင်းသို့တနာရီလျှင်212မိုင်နှုန်းဖြင့်မျက်စိများစုံပိတ်ကလေယောတောင်ပံမွေးများပါတဟီဟီချိန်လျက်ဒလကြမ်းကြီးရန်ကားနေ၏ဤတချိန်တွင်မူကောင်းကျိုးပြုတ်တော်ဇေယောနတ်ဒီဝါသည်သူအားတနာသောအဖြစ်ပြုံး၍ဆောင်မလိုက်၏ မိသူညာမသိကောင်းကင်တင်ရန်ဖက်စီတို့သူ့လူသီးကိုမော့လိုက်ပြီးမော့လိုက်ပြီးအခါတွင် သူသည် တနအီလင်ပိုင်း160နှုန်းဖြင့်ပြန်နေလျက်သားရှိသည်မိုင်း20နှုန်းသို့ရှော့ချလိုက်ပြီးလင်တောင်မများကို ဖွင့်လိုက်သောအခါအောက်ဖက်ပေလေးထောင်အနေရှိပင်လယ်ပြင်တွင်တငါလှေသည်ပေါင်မုန့်တစ်ဖက်စာအရွယ်သာရှိ၏သူဤအောင်မြင်မှုကသူဤအောင်မြင်မှုကိုသာသူတမျိုးမျိုးတွေးနေမိ၏ အဆုံးစွန်သောအမြန်နှုံးဖြင့်ပြန်နိုင်လေပြီဇင်ယောငှက်မတထောင်တကောင်ပွားကလေးတော်ဖြင့်တနာရီလင်214မိုင်နှုံးဖြင့်ပြန်နိုင်လေပြီဟေဖြစ်တောင်ဖြစ်ခဲသောအရာပီတီဇင်ယောတို့ဤတမိုင်းဤတခုတည်းသောအကြီးဆုံးမင်္ဂလာရတောင်ရခဲအခါခိုက်ပီတီယောနသန်ဇင်ယောဖို့ထိုအခါမှစ၍ခစ်တစ်တကားသည်ဟင်းလင်းကြီးပွင့်လေပြီတကူဒီလေးချင်ရစခန်းတို့ပြန်သွားပြီလေပေ၈၀၀၀အမြင့် ဝေဟင်တို့တက်၍အောက်သို့ဥဆောက်ထိုးရန်တုတံဖန်များကိုရုတ်သိမ်းကသူသည်တဟုန်ထိုးထိုး၍လှဲ့နီတိန်နီဝိုက်နီများကိုတက်အောင် လေ့ကျင့်နေတော်သည်။တောင်မန်များမှအမွေးတချောင်းကိုတဆန်ကြီးများအနေထားပြောင်းလိုက်ရုံဖြင့်ကြောက်ခမန်းလိလိအမြန်နှုံးဖြင့်ကျေပြန့်သောဆက်ဝိုင်းစိတ်တစ်ခုကိုကောင်းရင်ထက်၌ချုံးမွေးစွာ ရေးဆွဲနိုင်ကြောင်းသူတွေ့ရှိလာ၏။ ဤလျှို့ဝှက်ချက်ကိုသူမတွေ့ခင်ကအမွေးတစ်ချောင်းတမြင်ထပ်ပို့၍အနေထားအပြောင်းမှားခဲ့လင်တနက်ကြီးစံပမာခရုပက်လေသွားတတ်ကြောင်းလဲသူကြုံဖူး၏ဤတို့ဖြင့်ယောနသန်စင်ရောသည်ဤမြေကြီးပုံတွင် ကောင်းကင်ဂျွမ်ဘာအစွမ်းကိုပထမဦးဆုံးပြနိုင်သည်တကယ်စင်ရောငှက်ကြော်ငှက်မော်ဖြစ်လာ၏ယောနသန်သည်အခြားပင်လယ်စင်ရောများနှင့်စကားစမြည်ပြောရန်ပင်အချိန်မထားဘဲ နေစုပ်စုပ်ဝင်သွားပြီးသည့်တိုင်အောင်လည်းအပြန်မရက်သည်သူသည်ထောင်လိုက်ဆက်ဝိုင်းပုံ ပြန်နီးကို၎င်းအရစ်ကျဲသောဝက်ဥပုံပြန်နီးကို၎င်းလက်ဝဲရစ်ချင်းလေးပုံပြန်နီးကို၎င်းညက်စင်ရောများ၏အတောင်ရွက်ဖွင့်ပုံ ပြန်နီးကိုတော့၎င်းစက်ကြာပတင်းပုံပြန်နီးကိုတော့၎င်းတက်ကျွမ်းလေးချက်လာ၏ကမ်းပေါ်ရှိဇေယောအုတ်ထဲသို့သူပြန်ရောက်ရှိသောအခါမိုးဆုပ်ဆုပ်ချုပ်လီပြီး အလွန်ပင်ပင်မနွမ်းရီလျက်မူးနောက်နောက်ရှိနေ၏သူတစေလည်းအပျော်ကြီးပျော်၍ထောင်လိုက်ဆက်ဝိုင်းပုံကျွမ်းတပတ်ထိုးကဝက်ဥရစ်ပုံကိုကိုအသာလှိမ့်ပြီးမှခြေများကိုမြေချ၏ယောနသန်သည်ဤသို့လျှင်ဂျန်စီတွေးတောမိ၏အလင်နှုံးအဟုန်တတိုင်းကြီးကိုငါထိုးဖောင်နိုင်ခဲ့သည်မှာဒင်းတို့သာကြားသိကြရင်အယူအမူဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာပဲဘဝဆိုတာအသက်မွေးဝမ်းကြောင်းချင်း အတက်တက်ယုံနဲ့ပြီးရတာမဟုတ်ဘဝဆိုတာအသက်ရှင်နေနိုင်လောက်အောင်သာလုပ်နေဖို့မဟုတ်သေးတခြားတက်စရာတွေလည်းအများကြီးရှိသေးတယ်ဆိုတာဒင်းတို့သိလာကြမှာပဲနေရှိတဲ့၍တငါလေများနဲ့ကန်းချီအကြာကူးချီတန်းချီနဲ့ပြင်းကြီးညီးမွေးလာအောင် လုပ်နေရတာချီထက်ဘဝဆိုတာဒီထက်ရုတ်တရှိတဲ့အထိပ္ပယ်ကြီးနဲ့ပါလားတို့တွေဟာ ကိုကိုကိုမသိမှု အမှောင်ကြီးထဲက ဆွဲပင့်မတင်နိုင်သားပဲဒုရတွေဟာမုံမြတ်မှု အသိဉာဏ်ရှိမှုတက်ကြွမှုများနဲ့ပြည့်စုံတဲ့တတဝါတွေ ဖြစ်လာအောင်ဒုကိုယ်တိုင်လုံနိုင်ယူသားပဲဒုရတွေဟာလွလွလပ်လပ်ကြီးจွတ်တန်ဝင်နိုင်သားပဲจွတ်တန်ဝင်နိုင်အောင် အပြန်တက်ဖို့ဒုသင်ယူနိုင်စွမ်းရှိသားပဲ